အမ်းမြို့နယ်မှာဒေသခံတွေနေရပြန်နိုင်ရေးအတွက် ထောင်ထဲရှိတဲ့မှိုင်းတွေကိုအရခတတော် AA ကအင်တိုက်အားတိုက်ရှင်းလင်းပေးနေတယ်လို့သိရပါတယ်။အမ်းမြို့ပေါ်ရက်ွက်တွေနဲ့မြို့နယ်အတွင်းကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့နေရာတွေတောင်တန်းတွေဥယျာဉ်ချမ်းမြေတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေအနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်နာပါခလီယန်ကွင်းစစ်ကောင်စီရဲ့တပ်ရင်းတွေလီယာဆိုက်ခင်းတွေစတဲ့နေရာအနှံ့အပြားကမိုင်းတွေကိုရှင်းလင်းပေးနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားပါတယ်။ အရခတ်တော်အေးအေးဟာအသက်နဲ့ရင်းပြီးမိုင်းတွေရှင်းလင်းပေးနေတာဖြစ်ပြီးတော့လက်ရှိအချိန်အထိမိုင်းထောင်တဲ့ရှီကိုတူးဖော်ထားပြီးဖြစ်တယ်လို့လဲအန်ဒီတာခန့်အမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ် အမ်မြူနယ်တစ်ခုလုံးကိုအာရခတက်တော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။အဲဒီလိုသိမ်းပိုက်နိုင်ခဲ့တဲ့အချိန်ကနေစပြီးအခုမလအထိအမ်မြူဘော်ရက်ွက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတဝိုက်တွေမှာ AA ကမိုင်းတွေကိုရှင်းလင်းပေးနေတာဖြစ်တယ်လို့လည်းသိရပါပါရှင်။